်အလုံးမဲမင်္ဂလာပါရှင် audio poll library by emosori page လေးကနေပြန်လည်ပြီးချစ်စုလိုက်ပါတယ်ဒီနေ့လီမှာတော့ဒေါက်တာဖြူတီရာရေးသားမျှဝေထားတဲ့ဘဝကိုစိတ်ကအူဆောင်သည်ဆိုတဲ့ဆောင်ပါလိကိုဖတ်ပြပေးကြပါရှင်ဆောင်ပါလိရဲ့အစမှာဆရာတော်ဦးစောတိကရဲ့စာအုပ်တွေကကျွန်တော်အပေါ်အင်မတန်လွမ်းမိုးမှုကြီးတဲ့အထဲပါပါတယ်ဘဝဆိုတဲ့အကြောင်းကပထမဆုံးမှာအဲ့နောက်စာအုပ်အားလုံးလို့ကျွန်တော်ဝယ်တယ်အချင်းချင်းဖတ်တယ်စိတ်ညစ်လဲဖတ်တယ်လမ်းပြောက်တလို့ခံစားရရင်လည်းဖတ်ပါတယ် ကိုရက်ကပဲတိုက်တိုက်ဆိုင်ဆိုင် အမတယောက်စီကနေစာအုပ်လက်ဆောင်လေးရပါတယ်။ဘဝကိုစိတ်ကဥဆောင်တီးတဲ့မဖက်ရသေးတာမို့ကျွန်တော်အတွက်တော့အသစ်ပါ။စာအုပ်နဲ့နေနေတဲ့ရင်တွေးစရာတော်တော်များများရှာနေပါပြီ။ဒီလေးနှစ်ကျော်ငါးနှစ်နီးပါးအချိန်ဟာကျွန်တော်ရဲ့ဘဝမှာလူတဘောလူမနော်တွေအတော်လေးတီးခွန့်တွေးခွန့်ရခဲ့တဲ့ကာလလေးဖြစ်ပါတယ်။လူမှစိတ်ကောင်းဆိုတာမရှိဘူး။စိတ်ဆိုးစိတ်ယုတ်ဆိုတာလည်းမရှိဘူး။ ဖြစ်ဖြစ်လာတာပါဖြစ်လာတဲ့စိတ်အလျောက်ကျွန်တော်တို့ပြုမှုကြတယ်ပြောဆိုကြတယ်တုံ့ပြန်ကြတယ်ဒီလိုကနေပဲလူကောင်းလားလူဆိုလားဖြစ်လာကြတာပါမနာလူစိတ်ကြောင့်တပားသူထိခိုက်ပျက်စီးအောင်ကြံစီလှုပ်ဆောင်ရင် ကိုယ့်ကိုယ်ကိုယ်ဆွဲချသွားတဲ့သူတွေအများကြီးမြင်ရပါတယ်လူရမဝင်တဲ့အခါဖြစ်လာတဲ့တင်ငယ်စိတ်ကိုမထိန်နိုင်ရကနေအပြောဆိုတွေအတွေးခေါ်တွေကပိုပြီးချော်ထွက်လာတော့ပိုပိုပြီးလူမှုပုံဝင်ခြင်းရဲ့အပြင်ကို ရောက်သွားသူတွေလည်းတွေ့ရပါတယ် ငွေကြေးနမ်မီကျော်ချောင်းမှုလက်ခုတ်တန်ရာရူအာနာလက်နက်စားတဲ့စိတ်ကိုမူရဲစေတတ်တဲ့အရာများနဲ့ထိတွေ့မိပြီးပြောင်းလဲသွားသူတွေကတော့ပြောမကုန်နိုင်အောင်ပဲပေါ့တကယ်တော့စိတ်ဆိုတာရှောင်ရှားလို့မရပါဘူးဖိနှိပ်လို့လည်းမရပါဘူးပြင်ပကအာယုံနဲ့ထိတွေ့ရင် ဖြစ်လာတာကိုစိတ်လို့ခေါ်တာပါတဲ့အလိုလျောက်သဘောလေးစံပါတယ်ကိုရမ်းမုန်းတီးတဲ့လူတယောက်ကိုမြင်ရင်သူ့အတန်ကြားမိရင်သူ့အကြောင်းတွေးမိရင် ဒေါသစိတ်ကဘယ်သူမှမစိုးဖြစ်ပါရဲ့ကိုကြီးမရတဲ့သူဆဲခံနေရရင်လဲဝမ်းသာတဲ့စိတ်ဖြစ်ကြတာပဲလीနော်တယောက်ယောက်ကိုထပ်သားသွားရင် ပိုပြီးအဆင်ပြေနေရင်မနာလိုတဲ့စိတ်ရောကျွန်တော်တို့မှမဖြစ်လို့လားဖြစ်ကြတာကြီးပဲလीနော်ဝန်ခံနာရဲ့ဝန်မခံနာရဲ့သတိနဲ့ကင်တွယ်နိုင်တဲ့သူရဲ့အဲ့ဒီစိတ်ရဲ့သားကောင်းဖြစ်သွားသူရဲ့ပဲကွာကြတာပါဒါကြောင့်ဘဝကိုစိတ်ကဥဆောင်သည် ဆိုတဲ့စကားလေးကိုသိကိုသဘောကျမိပါတယ်။ဟုတ်လိုက်တာ ကိုဘွားကိုဒီစိတ်ကပဲပြထန်းသွားတာပဲလीနော် ပုံဖော်သွားတာပါပဲဥဆောင်သွားတာပါပဲမနာလိုစိတ်တွေတင်ငယ်စိတ်တွေများနေသလားအဲ့ဒီစိတ်ကပဲတပါးသူကိုရောကိုရဲ့ဘွားကိုပါရုပ်ဆိုးအကြည့်တန်စေပါလိမ့်မယ်လောဘတွေဒေါသတွေနဲ့ဘာကိုမှမမြင်နိုင်တော့လောက်အောင်ကန်းနေပြီလားစာတင်ချောင်းစေးယုံတွေကိုပါမချမ်းလူမမဲ့ကလေးလေးတွေကိုပါအစရန်သူလိုမြင်နေပါလိမ့်မယ်တနာရာကားတွေထိမနိုင်သိမရဖြစ်နေလား လူမှုရေးမှာအမားတွေကျွလုံမိပါလိမ့်မယ်။အဆက်ကွဲရတာတွေလည်းကြုံရပါလိမ့်မယ်။ဒီအတွက်ကြောင့်လည်းစိတ်တန့်ရှင်ရေးကတိတ်အရေးကြီးတာပါ။မထိန်လိုက်ရိုက်တာနဲ့နောင်တရစရာတွေလုံးမိသွားတတ်ပါတယ်။နောင်တကင်းတဲ့သူဆိုတာတော့လောကမှာအတော်ရှားပါလိမ့်မယ်။ ပြောသင့်မဲပြောခဲ့မိတဲ့စကားတွေမပိုးသင့်မဲပို့မိခဲ့တဲ့စာတွေမလုတ်သင့်မဲလုတ်ခဲ့မိတဲ့ရွေးချယ်မှုတွေအများကြီးရှိပါတယ်။ကျွန်တော်မှလည်းရှိပါပါပဲ။ပြန်စဉ်းစားကြည့်တဲ့အခါဘာကြောင့်မှားသွားတယ်လဲမေးရင်စိတ်ခံစားချက်ရဲ့သားကောင်ဖြစ်ခဲ့လို့ပါပဲ။ဒါကြောင့်စိတ်ဆိုရာဖြစ်တရားဆိုတဲ့သဘောတရားကိုအမြဲနှလုံးသွင်းထားဖို့လိုပါတယ်။ဒါဆိုရင်တော့လောကမှာ perfect ဖြစ်တဲ့သူဘယ်သူမှမရှိဘူးဆိုတာလည်းနားလေသွားမယ်။ ကိုသိတ်ကိုမယုံကြည်လေးစားတဲ့သူမှလည်းအမောင်ပတ်ချမ်းရှိတယ်ဆိုတာလက်ခံပေးနိုင်လာတယ်။ဘသူကိုမလည်းအလွန်အကျွမကိုကွယ်တော့သလိုတော်တန်ယုံလောက်နဲ့ဘသူကိုမလည်းအထင်သေးကဲရခြင်းတိတ်မရှိတော့ဘူး။အားလုံးဟာကို့မှာဖြစ်လာတဲ့စိတ်နဲ့အဲ့ဒီစိတ်ကိုဘလောက်ကင်တွင်းနိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီးတော့ပဲကောင်းခြင်းဆိုးခြင်းတွေကိုလုံနေမိတယ်လို့ပူတဘောပေါက်လာပါလိမ့်မယ်။ ကိုမစိတ်ကောင်းလေးတွေခဏခဏဖြစ်နေအောင်ကြိုးစားမယ်မကောင်းတဲ့စိတ်တွေဖြစ်လာတဲ့အခါတတိထားမိအောင်လေ့ကျင့်မယ်ဖြစ်လာတိုင်းမှာလည်းဒီစိတ်ရဲ့သားကအပြစ်မခံပဲကိုကိုကိုထိန်ချောင်းမယ်စင်ကျင်မယ်ဒီနီလန်းကပဲကိုအဆင့်တန်းကိုမနိုင်မိအောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်အမြဲတမ်းလေးရေးခဲ့သလိုဓမ္မနဲ့အာဓမ္မရှင်လာတဲ့အခါဓမ္မဘက်ကယက်တီရတာတိတ်ခတ်ပါတယ်ဘာလို့လဲဆိုတော့အာကြီးတဲ့သူတွေသာအနိုင်ကျင့်လို့အကျန်းဖက်လို့ရာစမြဲမို့ အဲ့လိုမဟုတ်မမှန်လောက်ခွင့်ရနေပြီဆိုကြတဲ့ကသူတို့ဟာအားတစ်ခုခုတော့ကြီးနေတာသိကြပါဗါ။အဲ့ဒါကိုအန်တူရင်ဆိုင်မယ်ဆိုရင် ကိုယ့်ဘက်မှာအထင်ကားဖို့ကြီးပါပဲ။ဒါဖြင့်ပါလို့အဲ့လိုရွေးချယ်ကြတဲ့လဲ၊ယက်တီကြတဲ့လဲ၊ရင်ဆိုင်ကြတဲ့လဲအဲ့လိုလို့တော့မင်းတို့ဘာရလဲလို့မေးရင်စိတ်ကိုပဲရတာပါ။ပါစိတ်လဲဆိုတော့ကိုကိုကိုလေးစားတဲ့စိတ်ဘသူမျက်နာကိုမဆိုတဲတဲကြည့်ရတဲ့စိတ်ကိုယုံကြည်ချက်နဲ့ရွေးချယ်မှု အပြောနဲ့အလုတ်ထက်တူကြနေတဲ့အတွက်ကိုကိုကိုရှက်နေစရာမလိုတဲ့စိတ်ဒါတွေပဲရလိုက်တာပါနေသားတလူနေမယ်ဆိုရင်ရောဘာစိတ်တွေရမှာလဲလူခန္ဓာကိုယ်ကတော့အေးစိစိတတ်တတ်တတ်နေရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ကပျော်မှာမဟုတ်ပါဘူးပြောနိုင်တဲ့သူတွေပြောပါလိမ့်မယ်။ဒါသူတို့ရဲ့ကိစ္စပါ။ကိုကိစ္စက ကိုတခုခုလုပ်တော့မယ်ဆိုတိုင်းဘာစိတ်ပြန်ရမှလဲဆိုတာကိုသာစဉ်းစား အဲ့ဒီစိတ်ဟာကိုလုတ်တဲ့လုံရရဲ့ intermediate review ပါပဲချက်ချင်းလန်ငင်ရမယ်ဆုလက်ပါဘသူဘဝမှာဆိုလဲဘယ်ကိုရွေးချယ်ရမယ်မသိတဲ့လမ်းဆောင်လမ်းခွာအခြေအနေတွေအုံနောက်နဲ့နှလုံးသားအပြန်ရတာတွေဖြစ်ချင်တာနဲ့ဖြစ်တင်တာကိုရွေးချယ်ရတာတွေတစ်ချိန်မဟုတ်တစ်ချိန်ရှိကြမှာပါပဲနှစ်ဖက်စလုံးမှာဘယ်ဘက်ကိုရွေရွေနာကျင်ရတာတွေထိခိုက်ရတာတွေလည်းရှိပါလိမ့်မယ် ဘလို့ပဲဖြစ်ဖြစ်ဒီရွေးချယ်မှုကနေငါဘာစိတ်ကလေးပြန်ရမှာလဲဆိုရင်မိခွန်းနဲ့စစ်ချကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ထင်ပါတယ်အတိုင်းအတာတစ်ခုတည်ရှင်းလင်းသွားမယ်အပြေရသွားပါလိမ့်မယ်ဆိုပြီးဆရာရဲ့ဆောင်ပါလီကိုဒီညလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင် ဆရာကြီးတန်းနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ Dr. Phu Thi Ha ဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရသလိုဆရာကြီးတထဝီဘီဖြစ်တဲ့စာအုပ်တွေကိုလည်းဝေယူအပိဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့အထိနားထောင်ပေးကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံးတွေ့ကြပါအောင်ဆုနော်။